ခြေသက်ထက်တောင်ကျန်းလုံးလို့ပိတ်ပင်ထားခြင်းခံရတဲ့ခွေးများခွေးဆိုတာလူသားတွေအတွက်ရန်ကိုချက်စရာကောင်းတဲ့လိမ့်စံတွေကတမျိုးပါချက်စရာကောင်းတဲ့ပြင်သူတို့ရဲ့ဇယိုင်းနဲ့တခင်ပေါ်သစ္စာရှိတတ်တဲ့စိတ်နဲ့စိတ်ထားတွေကြောင့်မွေးမြူတဲ့အိမ်မွေးလိမ့်စံတမျိုးပါဒါပေမဲ့တချို့ခွေးတွေကသူတို့ရဲ့ကြမ်းတမ်းနဲ့ပြုမှုတွေနဲ့လူသားတွေရဲ့အသက်အန္တရာယ်ကိုပါထိခိုက်လာတာတွေကြောင့်တချို့နိုင်ငံတွေမှာတားမြစ်ထားခြင်းခံရပါတယ်ဒီလိုမျိုးပိတ်ပင်ခံထားရတဲ့ခွေးတွေကဘလို့ခွေးတွေလဲဘာလို့ရောသူတို့ကိုမွေးမြူခင်ပိတ်ပင်နေရတာလဲဟုတ်ကဲ့ပါဒီကနေ့မှာတော့နိုင်ငံသီးသီးကမွေးမြူခင်ပိတ်ပင်ခံထားရတဲ့ခွေးမျိုးစိတ်တွေကြောင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် နံပါတ်1ပိဘူးပိဘူးခွေးတွေကခန္ဓာကိုယ်တံမာပြီးတော့အင်အားနဲ့တက်တရာတော်ထူးခြားပါတယ်ရှေးရခင်တုန်းကတော့ပိဘူးတွေကိုတိုက်ခိုက်ရခွေးတွေဖြစ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်ပိဘူးတွေကိုဗန်းရတဲ့အကြောင်းရင်းကတော့လေ့ကျင့်သင်ကြားမှုသာမကောင်းခဲ့ရလူသားတွေကိုတိုက်ခိုက်တတ်ပြီးအသက်ဆုံးရှုံးတဲ့အထိဖြစ်စေတတ်လို့ပါပဲပိဘူးတွေရဲ့သဘာဝကအိမ်မွေးလိမ့်ဆံမျိုးစားမဟုတ်ပဲဝိုင်းလို့ခေါ်တဲ့တိုက်ရိုက်လိမ့်ဆံမျိုးပါ ဒါဟုတ်တခြားမသိဘဲစနစ်တကျမွေးမြူမှုမရှိရင်တော့ချင်းသေးကိုအိမ်ထဲကိုခေါ်သွင်းလာတယ်ဆိုပါတယ်အထူးသဖြင့်အမေရိကန်ပေဘူးထဲကြီးရလို့ခေါ်တယ်ပေဘူးကတော့အစိုးဆုံးပါပေဘူးလေးမျိုးရှိတဲ့ထဲမှာမှ ABBD လို့ခေါ်တဲ့အမေရိကန်ပေဘူးကတော့ Dangerous Breed လို့တော့သတ်မှတ်ထားတာပါပြဘူးခွေးတွေကတော့အင်္ဂလန်၊ဩစတြေးလျ၊နယူးဇီလန်၊ကနေဒါ၊ဒိန်းမတ်၊စင်ကာပူ၊မလေးရှား၊စားရနိုင်ငံတွေမှာတင်းကျပ်မှုတွေမွေးမြူခွင့်ပိတ်ပင်တာတွေပြုလုပ်ထားပါတယ် နံပါတ်2တိုဆေယူတိုဆေယူခွဲတွေကပေါင်80ကနေ100ကြားတိရှိပါတယ်တိုဆာဆိုတာကတော့ဂျပန်တိုက်ခိုက်ရေးခွဲလို့အမည်ရပါတယ်တိုဆေယူခွဲတွေကိုတော့ဂျပန်နစ်မစီဖက်လို့လည်းခေါ်ကြပါတယ်မူလာကတိုက်ခိုက်ရေးခွဲအဖြစ်ဝင်းမြူခဲ့ကြတဲ့ခွဲတွေဖြစ်ပြီးတန်မာလုံးပြီးတိတ်တဆိတ်ချောင်းချောင်းတိုက်ခိုက်တတ်တာကြောင့်ကြားတောင်ထက်တောင်ပို့ပြီးတော့ကြောက်စရာကောင်းနေပါတယ်ဒါကြောင့်တခြားနိုင်ငံတွေက potentially danger တဲ့ drop အဖြစ်သတ်မှတ်ထားကြတာပါတိုဆေယူခွဲတွေကိုတော့အင်္ဂလန်၊နော်ဝေး၊ဒိန်းမတ်၊နယူးဇီလန်၊ Iceland ၊ Australia စတဲ့နိုင်ငံတွေမှာမွေးမြူခဲ့ပိတ်ပင်ထားပြီးအိုင်ယာလန်နဲ့ပြင်သစ်နိုင်ငံတွေကတော့တင်းကျပ်တဲ့ဥပဒေတွေပြဋ္ဌာန်းထားပါတယ် နံပါတ်3ဖီလာဘရာဇီယိုဖီလာဘရာဇီယိုခွဲတွေကတော့ပန်းရှင်တဲ့မိသားစုကိုချစ်ကြပါတယ်ဒါပေမဲ့အပြင်လူတွေကတော့ပြင်းထန်တဲ့တုတ်ပြန်မှုတွေပြုလုပ်တတ်ပါတယ်မူလာယူရချက်ကတော့တခိုးတွေရန်ကနေကာကွယ်ဖို့အဆောင်ခွဲတွေဖြစ်ပါနောက်ပိုင်းမှာတော့ဒဇိန်တွေကိုပါတေးအောင်ကိုက်တဲ့တာကြောင့်ဘန်းမှာဘန်းထားရတဲ့ခွဲတွေလည်းဖြစ်ပါတယ်ဒါအပြင်မွေးမြူသူကထွေးနေကောင်းကောင်းသင်ကြားမပေးဘူးဆိုရင်တော့စိတ်ထိတ်မရတဲ့တားရတဲ့ကောင်ဖြစ်သွားတတ်ပါတယ်ပေါင်90ကီလိုဂရမ်ကနေပေါင်100ကျားတိရှိတဲ့အရာမှခွဲကြီးတစ်ကောင်ကိုလူစားတယောက်အနေနဲ့ဘယ်လိုမှမနိုင်နိုင်ပါဘူး ဒါကြောင့်အင်္ဂလန်၊ဩစတြေးလျနယူးဇီလန်၊နော်ဝေး၊ဒိန်းမတ်၊အိုင်စလန်စတဲ့နိုင်ငံတွေမှာလုံးဝကိုမွေးမြူခင်မရှိပါဘူး။နံပါတ်၄ဒိုဂိုအာဂျင်တီနိုဒိုဂိုအာဂျင်တီနိုကတော့ခွေးတကခွေးထဲမှာအစိုးဆုံးခွေးပါ။၎င်းနဲ့မင်းမူခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်အတိုင်းပါပဲ။အနီးအနားမှာရှိတဲ့တခြားလိမ့်စံတွေကိုပါအန်နေပေးတတ်ပါတယ်။ဒါပြင်ပိုင်ရှင်တူကလွဲလို့တခြားပစုကောင်မှလွန်မပေးပဲအသက်အန်နေဆုံးရှုံးတဲ့အထိကြိုက်တတ်တဲ့ခွေးလည်းဖြစ်ပါတယ်။ဒိုဂိုအာဂျင်တီနိုကိုတော့1920ခုနှစ်လောက်ကအာဂျင်တီးနားနိုင်ငံမှာပထမဆုံးဝင်မြူခဲ့တာဖြစ်ပြီ မွေးကြဝင်းမလေးစတဲ့ကြီးမားတဲ့သတော်ဝါတွေရန်ကနေကာကွယ်နိုင်အောင်ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့သူတို့ရဲ့ရန်လုံစိတ်တွေနဲ့ကြီးမားတဲ့ခွန်အားတွေကြောင့်နိုင်ငံတော်တော်များများမှာမွေးမြူခဲ့ပိတ်ဝင်လာတဲ့တင်းကျတဲ့ဥပဒေတွေပြဋ္ဌာန်းတာတွေလှုပ်ဆောင်လာကြပါတယ်။ဟုတ်ကဲ့ပါဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်နိုင်ငံသီးသီးကပိတ်ပင်ထားတဲ့ခွေးတွေလည်းရှိပါသေးတယ်။ဒီဗီဒီယိုမှာတော့အများဆုံးပန်းထားတဲ့ခွေးမျိုးစိတ်တွေကြောင့်နှိစက်ပေးထားတာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြိုင်းနေတဲ့တဲ့ဆိုရင် like လေးပေးပြီး channel လေးကို subscribe လုပ်ကြကြပါဦးတောင်းဆိုလိုက်ရပါတယ်။